ဆိုရင်ငွေမလွှဲနေဆိုရင်ကဲအကောင့်1 2 3 4 5 6ခွင်ရှိ90ရဥဖြူကနေပြီးတော့မှဒီဘက်ကအအကောင့်ထဲကိုငွေမဝင်သွားတယ်ဟုတ်ပြီဒါဆိုဒီကာယကံရှင်စီကိုဆက်သွယ်ပြီးတော့မှကျမတော့ငွေမထည့်မိသွားတယ်ကျမငွေမထည့်ပေးမိသွားတယ်ဒီမှာဒီမှာဒါဘန် transition နဲ့ကျမဒီလိုမထည့်ပေးမိသွားတယ်ဒါကျမတို့လည်းဒီလိုပဲကာလီကျရင် KBZ ဆိုပို့ဖြစ်တယ် binary ထဲမှာထည့်ထားရင်ကျမညမနဲ့ခိုင်စုနဲ့ဆိုနာမည်ချင်းလေးစင်တင်နေဆိုကျမခဏခဏခိုင်စုတယ်အောင်မမထည့်တယ် ရုတ်တရက်လीအဲ့လိုမျိုးဆိုတဲ့ခါကျတော့မှားတတ်တယ်เนาะကေသေးဆိုလဲဒီလိုပဲမှားတတ်တယ်သိလားမြင်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 လုတ်တဲ့အားနေချက်တွေပေါ့เนาะအဲ့တော့မှားသွားပြီဆိုရင်လဲတစ်ဖက်က evidence ပြနိုင်တဲ့တနည်း3956890ဘယ်အကောင့်ကနေပြီးတော့မှဒီတဲကိုမှားဝင်သွားပါလဲဒါဆိုရင်ကျမက okay ကျမဆက်လိုက်မယ်ကျမဘဏ်အကောင့်လဲမှာဟုတ်တယ်ရောက်တယ်မှားဝင်လာတယ်ဒါပေမဲ့ကျမကို3956890အကောင့်ပိုင်ရှင်ကငွေမှားလွှဲလိုက်တယ်ဒီတဲကို သူကပြန်လွဲခိုင်းတော့10စက်တစ်စနစ်7 34အကောင့်တွေကိုပြန်ထည့်ဆိုကျမပြန်မထည့်သေးဘူး။ကျမတွေကိုဝင်လာတဲ့အကောင့်1 1 3 4 5 6 9 10တွေကိုပဲကျမပြန်ထည့်ပေးမယ်။ဆိုပြီးတော့ကျမတို့ပြန်ထည့်ပေးလိုက်တယ်။ပြီးပြီပေါ့ order ။ပြီးပြီ။ဟုတ်လား။အဲ့တော့ ုတ်ပြီတခါတလေကြာရင်ဒီလိုပဲလေဟာဟိုဒီပိုင်ရှင်တွေကနိုင်ငံသားမှရှိနေတာမျိုးတွေဘာဒီညာတွေဒီဘက်ကနေပြီးတော့မှကိုစားတုံးနေဥပမာကျမယောက်ျားဆိုကျမယောက်ျားနိုင်ငံသားရှိနေဆိုကျမသူ့အကောင့်ဒီမှာကိုစားတုံးနေလေအဲ့တော့သူလာမှဆိုသူလာလို့မရဘူးဒါဆိုရင်ဘယ်လိုလုပ်လို့ရအောင်ဗီဒီယိုကောပြောမယ်လေမှတ်ပုံတင်နံပါတ်နဲ့ဗီဒီယိုကောနဲ့မှတ်ပုံတင်နေရရုပ်နဲ့အခုဒီမှာရုပ်နဲ့နောက်ဆုံးပြောလို့ရတယ်လေတက်တည်ထူလို့ရတယ်လေ ဟုတ်လားနိုင်ငံသားမှနေနေတဲ့သူလာခဲ့မှလူကိုယ်တိုင်လာမှပေးမယ်ဆိုတာတော့တဘာမှမကြဘူးလေနိုင်ငံသားမှနေနေတယ်ဟုတ်တယ်နိုင်ငံသားမှနေနေတယ်ဒီမှာကျွန်မတို့မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဘဏ်အကောင့်ကြီးရယ်ကျွန်မဆိုကျွန်မရောက်ကြနိုင်ငံသားရှိရယ်ကျွန်မဒီမှာသူ့အကောင့်သုံးတာပဲလေဟုတ်လားဆိုတော့ဒါဆိုရင်ဒီလူနဲ့ပြောလို့ရတဲ့အခုဒီမှာဗီဒီယိုကောတွေရှိတယ်လေဗီဒီယိုကောခေါ်မယ်လေမှတ်ပုံတွေနံပါတ်ထင်းအောင်ဟာရင်းနဲ့သူ့ရဲ့ data information တွေ personal data information တွေတိုက်ဆက်လိုက်လေ တိုက်ဆိုင်စစ်ဆေးပြီးမှန်နေဆိုပြန်ပေးလိုက်ရုံမော်ဘာဒီကိုရှင်းပြီးတော့မှအဲ့တော့ဒီဘက်ကအစိမ့်နေရလဲအမလီဒါနိုင်ငံကြီးကမရိုးသားဘူးဖြစ်ဟာဒီဘက်ကအနီနေရလဲဘလို့ဖြစ်ဘာမဆိုင်တဲ့အနီအစိမ့်ပြဿနာကြီးဖြစ်သွားတယ်ပတ်စံ330နဲ့ဘာဖြစ်သွားလဲဆိုတော့ငါဆိုတဲ့ငါဆိုရင်မာနာ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 ထုလိုက်တာ ဒါဒီဒီလိုမျိုးဖြည့်ရှင်းရမယ်ပြဿနာမဟုတ်ဘူးဒီလို post တွေတစ်ခုပြီးတစ်ခုတင်လိုက်တစ်ခုပြီးတစ်ခုဖြန့်လိုက်ဟိုလူ့ကိုတရားစွဲမယ်ဒီလူ့ကိုတရားစွဲမယ်လုံရမယ်ပြဿနာတွေမဟုတ်ဘူးလွယ်လွယ်ကူကူလေးပဲရှင်းရှင်းလေးပဲဖြည့်ရှင်းရမယ်ပြဿနာကာပြောတဲ့သူတွေကလည်းပတ်စံတီ3 330အမောင်းလောက်နဲ့ဘာဖြစ်သွားမှာမလို့လဲဒီလောက်မယိုးရှင်းမှုနိုင်ငံရေးလေးခွက်တွေပါတယ်ဘာတွေတော့ဘာနိုင်ငံရေးလေးခွက်တော့တစ်ဖက်ကလည်းမရှိလို့မှလုံစားတဲ့သူကသူပတ်စံတီ330ဘာတွေကိုနိုင်ငံရေးလေးခွက်တော့ နိုင်ငံရေးလဲကွက်ဆိုလဲဘာမှလှည့်လို့မရဘူးဒီအကောင့်တွေက1နှစ်3နှစ်5 6 9 10တွေကကိုယ့်တည်းအောင်မှားဝင်လာတယ်လို့ပြောတယ်။ Okay ကျမတို့စက်တစ်စက်နှစ်73နှစ်ကိုတော့မထည့်ခိုင်းနဲ့။ကျမ1နှစ်3နှစ်5 6 9 10တွေကိုပြန်ထည့်ပေးလိုက်မယ်ပြီးပြီပေါ့။နော်သူတို့ရဲ့အကောင့်တွေက personal account တွေလीသူတို့လက်ခံတာကသူကိုယ်တိုင်သူ့ရဲ့နာမည်နဲ့အကောင့်တွေလी ကုမ္ပဏီအကောင့်ကြီးတွေမှမမဟုတ်တာအဲ့တော့ဘာမှမဆိုင်နဲ့နိုင်ငံရေးကိစ္စတွေပါဘာကုံရောဟာတခါတည်းကိုလေဩစာဟိုဟိုဘာတွေရောမလေးမယိုးဆင်းမှုတို့ဘာတို့ညာတို့ဒီဘက်ကလည်းပြောရောအမလေးနိုင်ငံရေးလဲကွက်တီတို့ဟာဟိုဘက်ကလည်းအနီတို့အနီအစိမ့်တွေပါပါလာရောဘာမှမဆိုင်ဘူးအနီအစိမ့်နဲ့လေတစ်ဖက်ကလည်းတိန်း30ရာဘဝမလို့ပြောရတာပေါ့ဟုတ်လားပူတယ်လေကိုချွေးနေစားလေး သိန်း30ကဘဝမလို့ပြောတာပေါ့တောင်းတဲ့ evidence တွေပြနိုင်တယ်လေအဓိကကျမတို့က ban transition ပြနိုင်တယ် evidence ပြနိုင်တယ်မှတ်ပုံတင်ပြနိုင်တယ်ဟုတ်လားဒီထက်မှထပ်ပြီးသေစာခြင်းသေးတယ်ဆိုရင်ကာယကံရှင်နဲ့ video call ပြောလိုက်ပေါ့ရှင်းရှင်းလေး public ပေါ်တော့တက်လာစရာအကြောင်းမရှိဘူးလွဲတာကိုရှုပ်အောင်လုပ်နေတာအဲ့တော့ကျမတို့ပဲညံမမီဘူးပဲထားပါတော့နိုင်ငံကြီးလှည့်ကွက်တွေရောဘာတွေရောဘာတွေမှန်းကိုမသိတော့ဘူးเนาะအဲ့လိုတွေဆိုတော့မသိတော့ဘူး သိလားအဲ့တော့အချိန်တန်ရင်တော့အဖြေတွေပေါ်မှာပေါ့နော်အချိန်တစ်ခုပေးရင်တော့အဖြေတွေပေါ်မှာပေါ့အခုတော့နိုင်ငံကြီးလှည့်ကွက်တွေရောဘာတွေရောညာတွေရောအရန်တွေကိုကြီးကျယ်ကုန်ပြီနိုင်ငံကြီးလှည့်ကွက်တွေတောင်ဖြစ်ကုန်ပြီအဲ့ဒါ ိန်းတောင်းချီတွေတုံးတော့ရအောင်မှာကျမတို့တွေပြည်သူကဘာစီးမှမမြင်ရဘူးဘာမှဒီဘက်ကတိန်းတောင်းအလှူဝင်ရတယ်တိန်းတောင်းလှူလိုက်ပြီဆိုပြည်သူကမလေးတာဒုတာဒုတာဒုလက်ဆယ်ပြထိတ်မှမုံလို့တာဒုတွေခေါ်လိုက်ရတာအခုပတ်စံတိန်း30ကြတော့မှအစင်စင်နေဟိုနေပြည်တော်တွေရောဘာတွေရောကိုယ့်ရဲ့ personal account တွေရောဝင်လာတာဘယ်နေပြည်တော်ကိုသတင်းပို့စရာလိုတာလဲကိုယ့်ရဲ့ personal account မိမိကိုယ်တိုင် account နဲ့လက်ခံထားတဲ့ပတ်စံမိမိကိုယ်တိုင် account တွေရောဝင်လာတာနေပြည်တော်ဆိုတော့နေပြည်တော်ဘသူစီသတင်းပို့ရတာ ရှင်းလီရှုပ်လီတွေဖြစ်မှာသိလားလွယ်လွယ်ကူကူနဲ့ဟာကိုကမေးလိုက်ဆန်းလိုက်ပြီးတော့မှသူ့ပစံမှန်ကန်နေတယ်ဆိုရင်ကျမတို့ကအလူငွေထည့်ပြီးသားမလူချင်တော့ဘူးဆိုရင်တော့ပြန်အမ်းအမှာရှင်းတယ်အလူငွေထည့်ပြီးသားကျမတို့အဆင်မပြေတော့လို့မလူတော့ဘူးဆိုရင်တော့မှလေပြန်အမ်းအမှာရှင်းတယ်ဒါအဲ့တော့ ခုနကကျမမေးတဲ့မေးခွန်းတွေကိုဖြေနိုင်အောင်ဖြေကြအလွန်ဝေခံစားနေတဲ့သူတွေနော်အလွန်ဝေခံစားနေတဲ့သူတွေကိုကျမမေးခြင်းနဲ့မေးခွန်းကရှင်းရှင်းလေးပဲအလွန်ဝေခံမစားခင်တုန်းကမိမိရဲ့ပိုင်ဆိုင်မှုမိမိရဲ့အခြေအနေအလွန်ဝေခံစားပြီးမိမိရဲ့ပိုင်ဆိုင်မှုမိမိရဲ့အခြေအနေကိုမိမိရဲ့ဝင်ဝင်ရလန်းနေပါအပါစစ်ဆေးခံနိုင်သလားလို့ ဲ့ဒါပဲပြည်ရင်းပြည်ပအလူငွေခန်းစားနေတဲ့သူမှန်သမျှမယ်ကာယံနေတော့လိုက်လို့နော်အရန်ကနဝင်မေမေဂယုနာမေမေတွေဖြစ်နေကြတာယူနေကြတာဟာသူများပတ်စံနေနဲ့သူတို့ပတ်စံလည်းမဟုတ်ဖ ೇನೆ သူတို့ချွေးနေစာလည်းမဟုတ်ဖ ೇನೆ နော်သူတို့ရဲ့ဟိုဟိုရှာဖွေစုဆောင်းထားတဲ့ပတ်စံနေလဲမဟုတ်ဖ ೇನೆ လာပြီးတော့မှ သူများပတ်စံနေနဲ့တထေးလှုပ်ပြီးတော့မှအံ့ဩပါကံမောစာပြီးလာပြီးတော့မှသူတို့ကိုသူတို့ဘဝအဆက်ဆက်ခေအဆက်ဆက်တန်တရာအဆက်ဆက်မျိုးရိုးစင်ဆက်ချမ်းသာလာတဲ့ပုံတွေကိုကြားလို့နော် အဲ့တော့ဂန်နဝင်းမေမေဂယုနာမေမေလည်းမလောက်ကြနဲ့ကျမတို့ကစေတနာနဲ့ဆိုတဲ့စကားလေးရောင်းလို့တော့မသုံးနဲ့နင်တို့စေတနာလဲလို့သုံးအောင်နင်တို့ချွေးနေစာမဟုတ်ဘူးငါတို့တိုင်းပြည်ကပြည်သူတွေကိုနင်တို့ကစေတနာနဲ့လှုပ်ပေးနေတာပဲလို့ဆိုတဲ့စကားလာမပြောနဲ့စေတနာနဲ့လှုပ်ပေးအောင်နင်တို့ချွေးနေစာငါးပြားမှမပါဘူးငါတို့ပြည်သူတွေရဲ့ပစံနင်တို့ကစီမံခန့်ခွဲပေးရတဲ့သူအဆင့်မှာပဲရှိတယ်နင်တို့ကစေတနာနဲ့လှုပ်ပေးနေတာပဲစေတနာနဲ့လှုပ်ပေးနေတာပဲ ပြောစင်အောင်အကြောင်းမရှိဘူးနင်တို့ချွေးနေတာမဟုတ်ဘူးအဲစကားကိုပြောလို့မရဘူးနင်တို့နင်တို့ပတ်စံနဲ့နင်တို့ချွေးနေစာနဲ့လုတ်ပေးတယ်ဆိုရင်တော့လုံလေနင်တို့ကြိုက်တယ်လို့ပြောလို့ရတယ်ဟဲ့စေတနာနဲ့လုတ်ပေးနေတာလေလူပါလာမောကနဲ့ပြောနင်တို့ချွေးနေစာနဲ့ဆိုရင်နင်တို့ချွေးနေစာနဲ့လည်းမဟုတ်တဲ့ပတ်စံနဲ့ကိုနင်တို့ကလာပြီးတော့မှစေတနာနဲ့လုတ်ပေးနေတယ်ဟာနင်တို့ပတ်စံဘယ်နှပြားပါလဲစေတနာနဲ့လုတ်ပေးနေတယ်လို့ပြောတာနင်တို့ချွေးနေစာဘယ်နှပြားပါလဲ လာပြီးတော့မှဂနီဂယုနာမေမေကောင်းကင်မေမေတွေလာလုံးနဲ့ရှက်လည်းမရှက်ဘူးနော်မသိရင်ပဲဘဝဆက်ဆက်တန်တရားဆက်ဆက်ကချမ်းသာလာတဲ့သူတို့ကိုသူတို့ချမ်းသာတဲ့သူကြီးတွေကိုကြားလို့ကိုเจ้าကိုသိပါတယ်အများကြီးတွေပြောနေကြရမလို့ကိုเจ้าကိုသိပါတယ်နော်အဲ့တော့လာပြီးနောက်နောက်စေတနာနဲ့လှုပ်ပေးနေတာအမလီဘဝကြီးနဲ့ရင်းပြီးတော့မှလှုပ်ပေးနေတယ်ဆိုတဲ့စကားရောင်လို့တောင်မပြောနဲ့ နော်နေနို့ကြောင့်မလို့တိုင်းပြည်ကအဆင်ပြေတာမဟုတ်ဘူးတိုင်းပြည်ကပြည်သူတွေကြောင့်နေနို့ကအဆင်ပြေနေတာနေနို့လူလို့တိုင်းပြည်ကပြည်သူတွေအဆင်ပြေတာထက်နေနို့ကပြည်သူတွေလူလို့နေနို့ကပို့ပြီးတော့မှအဆင်ပြေနေတာအဲ့ဒါလက်တွေ့ပြည်သူတွေကစူပေါင်းလို့ရတဲ့အလူငွေတွေကနေပြည်သူတို့ပြန်ခွဲပေးတာဘယ်ပြည်သူတယောက်မှနင်တို့လူလိုက်တဲ့အလူငွေကြောင့်တထင်းမဖြစ်သွားဘူး အေးပြည်သူတွေအများကြီးကနေစုပြီးတော့မှနင်တို့စီကိုအလူငွေရောက်လာတာနဲ့တော့နင်တို့ကတထေးဖြစ်နေတယ်အဲ့ဒီထက်ရှင်းတာတော့မရှိတော့ဘူးနော်ပြည်လျောင်လို့ပါဘယ်နဲ့တစိမ့်မရှိလာပြီးတော့မှအားနေတဲ့သူတွေကိုတရားစွဲမယ်ကြီးလုပ်နေတာနော်